မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 5ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်မြို့သိမ်းတိုက်ပွဲသတင်းကတော့တရုတ်မြန်မာနယ်စပ်လွယ်ကျယ်မြို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကဝင်ရောက်နေရာယူပြီးတဲ့နောက်မှာကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA အုပ်ချုပ်ရေးရန်တရားကိုစတင်ဖော်ဆောင်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လွယ်ကျယ်မြို့ကိုမက်စလာကုံပိုင်းက KIA ကဝိုင်းပတ်ပိတ်ဆို့ကနောက်ပိုင်းမှာတိုက်ခိုက်ခြင်းမပြုတော့ဘဲနဲ့မြို့ထဲကိုဝင်ရောက်နေရာယူခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျာ။ ်စစ်ကောင်စီအစိုးရရုံးတွေအားလုံးကိုချိတ်ပိတ်လိုက်ပါပြီ KIO KIA အုပ်ချုပ်မှုကိုစတင်ပြီးစစ်ကောင်စီရဲ့စစ်တပ်ကုန်းကိုတော့ဒီတိုင်းပဲဝိုင်းနာစေပဲလို့စစ်တရင်အရင်းအမြစ်ကပြောဆိုထားပါတယ်တခြားတရင်အရင်းအမြစ်ကလည်းစစ်ကောင်စီတပ်ကသူစခန်းမှာရှိနေသေးတယ်မြို့ကိုကျွန်တော်တို့ထိန်းချုပ်လိုက်ပြီလို့ပြောဆိုထားပါတယ် KIA အနေနဲ့မြကြီးနာဗမော်လန်းဗမော်လွယ်ကျဲလမ်းမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေအားလုံးကိုတိမ့်ပိုက်ပြီးတဲ့နောက်မှာလွယ်ကျဲမြို့ကိုတနက်မဖောက်ရဘဲနဲ့တိမ့်ပိုက်လိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။တရုတ်နိုင်ငံရဲ့ဖိအားပေးမှုကြောင့် လွယ်ကျယ်မျိုးမှာရှိတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရန်အခက်တွေ့နေတော့လေအဲ့ဒီတပ်ကိုဝိုင်းရံထားတယ်လို့စီရေးသတင်းရေးမြစ်တွေကပြောဆိုခဲ့ပါတယ်။ KIA ကမက်စလာ9ရက်နေ့ကနေစတင်ခဲ့တဲ့ထိုးစစ်အရှိန်မြင့်တဲ့တိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီရဲ့တရင်ဌာနချုပ်တွေအပါအဝင်တပ်စခန်း80နီးပါးကိုသိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မင်းအွန်လိုင်းအပါအဝင်ထိတ်တန်းစစ်ဗိုလ်ချုပ်များကိုထိတ်လန့်စေခဲ့တဲ့နေပြည်တော်ကို drone တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးရေးအစီရင်ခံတင်ပြရန်လေကြောင်းရန်ကာကွယ်ရေးစနစ်ဂျန်မာများတပ်ဆင်ထားခြင်းကိုပြန်လည်သုံးသပ်ရန်နဲ့လုံခြုံရေးဆိုင်ရာကြိုးပမ်းနိုင်မှုများကိုထပ်မံမဖြစ်ပွားစေရေးအတွက်အစစ်မြင့်တရန်စစ်ကောင်စီကညွှန်ကြားလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ၄ရက်နေ့မနက်ပိုင်းကနေပြည်တော်စစ်ရုံးချုပ်အီလာလီတန်းနဲ့မင်းအွန်လိုင်းနေအိမ်တို့ကို ဒရုန်းများနဲ့တိုက်ခိုက်ခံရမှုကြောင့်စစ်ကောင်စီထိတ်တန့်ဗိုလ်ချုပ်များအတွင်မှလေကြောင်းရန်ကာကွယ်ရေးစနစ်လက်ရှိတပ်ဆင်ထားတဲ့ဂျမ်းမာများကလုံခြုံအောင်မစွမ်းဆောင်နိုင်မဲနဲ့လုံခြုံရေးစီကျိုးပေါက်မှုအပေါ်မှာစိုးရိမ်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ဒရုန်းဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒီဒရုန်းတွေကိုလေ့လာဖို့ဘလို့နီးစနစ်နဲ့လွတ်တင်တယ်၊ဘယ်နေရာကလွတ်တင်တယ်၊လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ဂျမ်းမာတွေကိုဘလို့ကြော်လွှားတယ်၊အဲ့ဒါတွေကိုဘလို့ကာကွယ်နိုင်မလဲ။လုံခြုံရေးထပ်ပြီးတော့မကျိုးပေါက်အောင်ဘလို့လုပ်နိုင်မလဲဆိုတာတွေကိုအသေးစိတ်စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအမြန်ဆုံးတင်ခိုင်းတယ် ရပ်ပိုင်းအတွင်းမှာအရေးပေါ်အ мян တင်ငိုင်းတာပါလို့နေပြည်တော်စစ်ဘက်သတင်းရေးမြစ်ကပြောဆိုထားပါဗျ။စုံစမ်းစစ်ဆေးရေးအဖွဲ့ကတင်ပြတဲ့အစီရင်ခံစာပေါ်မူတည်ပြီးတော့ဤပညာပိုင်းဆက်ပိုင်းခင်မိဆက်ပစ္စည်းများထပ်မံဖြည့်တင်းရန်လိုမလိုစတဲ့အသေးစိတ်ထပ်မံအစဉ်မြင့်တင်ခြင်းများကိုလည်းလှုပ်ဆောင်မှာဖြစ်ပြီးတော့လေချောင်းရံကာကွယ်တပ်ဖွဲ့အတွင်းမှာ24နိုင် drone စောင့်ကြည့်ရေးအဖွဲ့တွေကိုလည်းဖွဲ့စည်းဖို့အတွက်ရှိနေတယ်လို့သိရပါဗျ။ AP လ၄ရက်နေ့နေပြည်တော်ကို drone များနဲ့တိုက်ခိုက်မှုသတင်းဟာ နိုင်ငံတကာသတင်းမီဒီယာအများစုမှာစစ်ကောင်စီရဲ့လုံခြုံရေးကိုချိန်ချောက်တဲ့ဖြစ်စဉ်အဖြစ်နဲ့ကြဲကြဲပြန့်ပြန့်ဖော်ပြလျက်ရှိပြီးတော့အဲ့ဒီသတင်းတွေနဲ့အတူနိုင်ငံတော်မှာတော်လိုက်တက်များရဲ့နေမြေစိုးမိုးမှုတွေမြင့်တက်လာတဲ့အခြေအနေတွေကိုလည်းဖော်ပြနေကြကြောင်းသတင်းရရှိပါရခင်ဗျာလောက်ကြပါအောင်မျိုးဖာရန်တော့မီးလောင်နေပြီပြော ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တာချီလေးမြို့နယ်မှာကျင်းပပြုလုပ်ဖို့ရှိတဲ့နဂါးနှကောင်ဆရာတော်ရဲ့ဇာပနာအခမ်းအနားကိုအကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းတက်ရောက်မှာဖြစ်တော်လဲ drone နဲ့ဘုံကျဲခံရမှာကိုစိုးရိမ်နေတဲ့အတွက်လုံခြုံရေးတွေအထူးတင်းကျပ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ၄ရက်နေ့ညနေပိုင်းကစတင်ပြီးတော့တာချီလေးနဲ့ကျိုင်းတုံတို့မှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းလာရောက်မဲ့ခရီးစဉ်အတွက် လုံကြုံရိပ်အထူးတင်းကျပ်ထားပြီးတော့စစ်ကောင်းဆောင်ရောက်ရှိလဲပဲနေရာနဲ့15မိုင်ပတ်လည်ကိုနေမြေရှင်းလေးရိပ်နဲ့လုံကြုံရိပ်တင်းကျပ်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်15မိုင်ပတ်လည်လုံကြုံရိပ်ယူရခြင်းမှာ drone တွေကိုလွတ်တင်ပြီးတော့ဘုံကျဲခံရမှာကိုစိုးရိမ်တဲ့အတွက်ဖြစ်တယ်လို့သိရပါတယ်ပူပူနွေးနွေးနေပြည်တော်မှာ drone နဲ့တိုက်ခိုက်ခံနေရတော့တက်ချုပ်ရဲ့ကျိုင်းတုံနဲ့တာချီလိုက်ခရီးစဉ်အတွက်လုံကြုံရိပ်အထူးတင်းကျပ်ထားပါတယ်အရင်ကဆိုရင်သူရှိတဲ့နေရာလောက်ပဲအဓိကလုံကြုံရိပ်ယူတာအခုတော့ drone တွေလွတ်တင်နိုင်မဲ့အကွာအဝေးနေရာတွေအထိပါလုံကြုံရိပ်ယူခိုင်းထားပါတယ် တာချီလိတ်၄စိတ်မှာလဲလုံကြုံရေးတွေတင်းကျပ်ထားပါတယ်လို့စီရေးသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။အချမ်းဖတ်ခေါင်းဆောင်မင်းအောင်လိုင်ကအေပီလာ6ရက်နေ့တာချီလိတ်မြို့မှာနဂါးနဂောင်ဆရာတွေရဲ့ဇာပနာကိုတက်ရောက်မှဖြစ်ပြီးတော့ကျိုင်းတုံမှာလဲဟော်နန်းဖွင့်ပွဲမြို့ဆောင်လန်းဖွင့်ပွဲတွေကိုတက်ရောက်ဖို့ရှိတယ်လို့သိရပါတယ်။ဒါပေမဲ့လုံကြုံရေးအခြေအနေအရအရေးပေါ်အပြောင်းလဲတွေရှိနိုင်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်မုတ်ပလင်လမ်းဆောင်ဂိတ်ကို drone နဲ့ဘုံကျဲတိုက်ခတ်ရာ ဂိတ်အဆောက်အုံခေါင်မိုးပေါ်တဲ့တဲ့ကြောက်ရောက်ပောက်ကွဲခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AB လ၄ရက်နေ့မွန်းလွဲ၂နာရီ၂၅မိနစ်အချိန်ကကြိုက်ထုံမြို့နယ်မုတ်ပလင်လမ်းစုံဂိတ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို drone နဲ့ဘုံသီးလေးလုံးကျဲချတိုက်ခဲ့ရာဂိတ်ခေါင်မိုးပေါ်တဲ့တဲ့ကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့ထိခိုက်သေးဆုံးမှုရှိနိုင်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုကြိုက်ထုံတော်လိုင်းအင်အားစု KRF KNU KNL နဲ့ကြိုက်ထုံပကဖတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ တော်လည်းပူပေါင်းတပ်ဖွဲ့ဝင်နေအနေနဲ့အထူးကမရှိအောင်မြင်စွာစုခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ကျိုက်ထုံမြို့နယ်မုတ်ပလင်စစ်စေးရဲဂိတ်ကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကဘန်ဂါရီနဲ့အခိုင်အမာထပ်မံတိစောက်ထားပြီးတော့အင်အားတွေကိုလည်းထပ်မံတိုးချဲ့ထားပြီးခရီးသွားပြည်သူတွေကိုအတင်းအကျပ်စစ်ဆေးမှုတွေလှုပ်ဆောင်နေတဲ့အတွက်ကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဂိတ်ကိုမဖြတ်သိမ်းမဲနဲ့ဆက်လက်ပြီးတော့အင်အားတိုးချဲ့ပြီးတော့တိစောက်နေမယ်ဆိုပါကအခုထက်ပုံမွေပြီးတော့ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့အသိပေးထားပါတယ်။ကျိုက်ထုံတော်လိုင်းအင်အားစု KRF အနေနဲ့ စစ်အာဏာရှင်စနစ်ကြာဆုံးတဲ့အထိဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမှာဖြစ်ပြီးတော့ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကိုအသက်ပေးကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပါကြောင်းနဲ့ပြည်သူလူထုအပေါ်ကိုဒုစုံတရာထိခိုက်နေတာပြည့်စည်ဆုံးရှုံးစေမယ်ဖောက်ခွဲမှုပြစ်ခတ်မှုတွေကိုလုံးဝပြုလုပ်ခြင်းမရှိဘူးလို့ထုတ်ပြန်ထားကြောင်းတရင်ရရှိပါရယ်ခမောင်ဆလာဘီတက်ဆက်ပေးရမယ်တိုက်ပွဲတရင်ကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်မှာအေပီလာ၄ရက်နေ့ညပိုင်းကနေပြီးတော့အခုမနက်အစောပိုင်းအထိကိုပောက်ကွဲမှုများလက်နက်ကြီးပစ်ခတ်တမ်းများ ဇက်တိုက်ကြားနေရပြီးတော့စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုများကိုလည်းမယံမနာလှုံ့ဆော်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ၄ရက်နေ့ည10:48မိနစ်အချိန်မှာ၎င်းည10:50မိနစ်အချိန်မှာ၎င်းည10:52မိနစ်အချိန်မှာ၎င်းပောက်ကွဲမှုများစုစုပေါင်း၄ချိန်တိတိဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။မြောက်ပြည်မြို့နယ်မှာရှိတဲ့ခမာယာ205တိုင်ရင်ရဲစခန်းထွေးအုပ်ရုံးတို့ကို drone နဲ့တိုက်ခိုက်မှုလို့ယူဆရတယ်လို့မြောက်ပြည်မြို့ကပြည်သူတို့ကပြောဆိုလာပါတယ်။တမျိုးလုံးမြေကြီးတုံပြီးတော့ပောက်ကွဲမှုတွေညအဖြစ်တယ်။ စုစုပေါင်း၄လုံးကွဲပါတယ်နေရာတွေကတော့မတူပါဘူးပထမဆုံးကွဲတဲ့အလုံးကမြောက်ရီမျိုးတွေဖြစ်ဖို့များတယ်ပထမဆုံးကွဲတဲ့အလုံးကရဲစခန်းလို့ထင်ပါတယ်အရင်ထွေးဦးရုံးတဲ့ရဲစခန်းကိုတိုက်ခိုက်တဲ့သဘောမျိုးပါ draw ဘုံလို့ယူဆရပေမဲ့ညဘက်အပြင်ထွက်လို့မရတော့အတိအကျတော့မသိရဘူးနှစ်ခွန်ငါတက်ကိုလည်းဘုံကျဲသွားသေးတယ်ထင်တယ်လို့မြောက်ရီမျိုးကပြည်သူတို့ကပြောပြထားပါတယ်ဒါအပြင်မြောက်ရီမျိုးအခြေဆိုင်နှစ်ခွန်ငါတရင်ကလည်း AP လာ၄ရက်နေညပိုင်းမှာလက်နက်ကြီးများနဲ့ပြစ်ခတ်မှုတွေလှုပ်ဆောင်ခဲ့တဲ့အပြင်စစ်ကောင်စီရဲ့တိုက်လေရင်တွေကလည်း လေချောင်းတိုက်ခိုက်မှုတွေကိုအေပီလ၄ရက်နေ့ညပိုင်းကနေပြီးတော့အခုမနေ့အစောပိုင်းအထိကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။မနေ့ညက2.5တက်ကနေပြီးတော့လက်နက်ကြီးတွေကိုတစ်မိနစ်ကိုနှလုံး၃လုံးလောက်ထုနေတာ။ရွှေမြဆန်နေကွက်တဲ့တိုးချဲ့ရက်ကွက်တုံးတရာစိမ့်လဲမြိုင်ကားကွင်းတဲ့အနောက်ဘက်တွေကိုပြစ်တာ။ဇက်တိုက်လက်နက်ကြီးနဲ့ထုတာ။မနေ့ည7:00နာရီ10မိနစ်လောက်မှာ2.5တက်ကအပြစ်ရက်သွားတယ်။2.5တက်ထဲကိုလည်း drone ပုံကြတယ်လို့မြောက်ရီမျိုးအခြေစိုက်စီရေးသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။အလားတူပဲမနေ့ကညပိုင်းကနေပြီးတော့ဒီကနေ့မနက်ပိုင်းအထိ စစ်ကောင်စီရဲ့တိုက်လေရင်တွေကမြဝတီမြို့နယ်အတွင်းပြစ်ခတ်ဘုံကျဲမှုတွေလှုပ်ဆောင်ခဲ့တဲ့အတွက်ကြောင့်ပောက်ကွဲတန်တွေကိုထိုင်းမြန်မာနယ်စပ်ထိုင်းနိုင်ငံဘက်အချမ်းမဲဆောက်မြို့ဘက်ကတော့ကြားနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမော်ဘီမြို့နယ်နဲ့တွန်တေးမြို့နယ်တို့မှာရှိတဲ့စစ်ကောင်စီစစ်စေးရေးဂိတ်တွေမှာ AP လ၄ရက်နေ့ညကဘုံပောက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အေပီလာ၄ရက်နေ့ည၈နာရီခွဲအချိန်မော်ဘီမြို့နယ်အမှတ်လေးလမ်းမကြီးမှာရှိတဲ့ စစ်ကောင်စီစစ်စေးရဲ့ဂိတ်အနီးမှာဘုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဘုံးပေါက်ကွဲပြီးတဲ့နောက်မှာစစ်ကောင်စီတပ်တွေကပိတ်ဆို့စစ်ဆေးမှုတွေကိုလှုပ်ဆောင်ခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောပါဗျ။မင်းညကရှစ်ခွဲလောက်မှာမှော်ပြီးအမှတ်လေးလမ်းမကြီးစစ်ခွဲဂိတ်အနီးမှာဘုံးပေါက်ပါတယ်။အတန်ကအရန်ကျဲတော့မှော်ပြီးမြို့နယ်နေရာတော်တော်များများကကြားလိုက်ရတယ်။အဲ့ဒီနောက်မှာတော့စစ်တပ်နဲ့ရဲတွေကရင်းတွေကိုပိတ်ဆို့ပြီးတော့စစ်တာကားပေါ်မှာပါလာတဲ့သူတွေအားလုံးအောက်ကိုဆင်းပေးရတယ်။ကားနောက်ဖုံးတွေဖြွင့်ပေးရတယ်လို့တက္ကစီအငှားရင်မောင်းတို့ကပြောပြလာပါဗျ။ ။အလားတူပဲအေပီလ၄ရက်နေ့ညနေ6နာရီဝန်းကျင်အချိန်ကရန်ကုန်တိုင်းတွန်တေးမြို့နယ်ဂျောင်ဝိုင်းလေးရပ်ကွက်မှာရှိတဲ့စစ်ကောင်စီစစ်ဆေးဂိတ်နဲ့ပြူစောတိဂိတ်တွေကိုဒက်ရှဲရိုအဖွဲ့ကဘုံခွဲတိုက်ခိုက်ခဲ့တယ်လို့အဲ့ဒီအဖွဲ့ကရဲဘော်ပန်တာကသတင်းပေးဖို့ပြောဆိုလာပါတယ်။မနေ့ကဘုံခွဲမှုမှာတလုံးကကွဲပြီးတော့တလုံးကမအောင်မြင်ဘူးရဲဘော်တွေကတော့ဘေးကင်းစွာပြန်လဲဆုတ်ခွာခဲ့ပါတယ်။ပြူစောတိတင်တန်းတွေကကြီးမြင့်နိုင်တဖက်ကန်းရဲ့ တွန်တေးစိတ်ကြီးခဏောင်တို့မှာပေးနေတာမို့လို့ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါလို့ရဲဘော်ပန်တာကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာနိုင်ငံတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ